နှိမ့်ဝင်ရံကလည်းစုပ်ပြင်းနဲ့အင်မတန်လိုက်ဖတ်တယ်အင်မတန်လည်းဟိုကျွန်တော်မြင်တာကျင်သူစရာကောင်းတယ်လည်းရောက်ကြည့်ရလေဆိုတော့အားကျရတာပေါ့ကိုအတွက်ကတော့ကိုအတွက်ကတော့ Facebook မှာတော့နာမည်ကြီးသွားတယ်လေဟိုယူရီယာကော်မလီကပီကာလာသူထုတ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျကြိုက်တယ်ကျွန်တော်ကတော့သူအိမ်လေးမှလေးခြံလေးထဲမှဆိုရင်အဲ့လိုမျိုးလေးဆိုကြိုက်တယ်ဗျ ွက်ကိုစိတ်ကူးရင်ဆိုရင်တော့ကျွန်တော်ကကြောက်တော့အဲ့လိုပုံစံမျိုးပေါ့တနေကုန်ပျော်ကြပါတော့အဲ့လိုမျိုးကြိုက်တယ်ဗျအဒီနေ့ကတော့ဟိုပါတော့ကျွန်တော်တို့ဒီကိုရီးယားမသွားခင်ပေါ့ NST နဲ့ NST ကုမ္ပဏီနဲ့ဒီကိုရီးယားမသွားခင်မှာဒီရောင်းရတဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲတွေလုပ်တာပါဗျာဟုတ်ကဲ့အဲတော့ NST ရဲ့ brand message ဖြစ်လက်ခံဖြစ်တဲ့အကြောင်းအမှတ်တရတွေတိုင်းပြောပြပါဦးအဲ က်ခံဖြစ်တာကတော့ NC ကနေပြီးတော့လာပြီးဆက်တဲ့အချိန်မှာဟို NC ကဖုန်းပစ္စည်းလေးတွေရောင်းနေပြီးတော့ဒီဖုန်း accessory ပါညာနဲ့ပတ်သက်တဲ့ဟာအကုန်လုံးလည်းရတာဆိုတော့အဲကျွန်တော် brand လေးဖုန်းသုံးနိုင်လူပဲဆိုတော့လက်ခံဖြစ်သွားတာပေါ့လောလောဆယ်တော့အောင်ရည်လေးရဲ့အချိန်တော့ကပေါ့နော်ကျေးဇူးပါ။ဟုတ်လေ။တိုင်းကရောမင်းတို့ရှိတယ်။အော်။အော်။အားကြပါလေ။ကျွန်တော်တငယ်ချင်းနှင်းဝင်ရံကလည်း ဟိုဘယ်လိုပြောရမလဲဟိုစုပြင်းနဲ့အင်မတန်လိုက်ဖတ်တယ်အင်မတန်လဲဟိုကျွန်တော်မြင်တာကျဉ်းသူးစရာကောင်းတယ်လည်းရောက်ကြည့်ရင်လေဆိုတော့အားကြရတာပေါ့အားကြရအောင်လေဘာဖြစ်အမှတ်တရပေါ့ဗျာကျွန်တော်တငယ်ချင်းပွဲမှာကျွန်တော်ဟိုကျွန်တော်လည်းတငယ်ချင်းများများဆဆတော့မရှိပါဘူးဒီလောကထဲမှာဆိုလေအဲဟိုအကုန်လုံးနဲ့တော့သိရဆိုပေမဲ့အရန်ရင်းကြီးကဟိုတိုင်ရွန်တို့ဒေဝင်ရန် ရင်းနေတယ်လေရင်းနေရဆိုတော့သူတို့ပွဲလေးမှာကျွန်တော်ကပါဝင်ခွင့်ရတဲ့အတွက်ကြောင့်တိုင်ရောတော့ပွဲမရှိသေးပါဘူးဟိုညီလေးပိုင်ဒီကုန်ပေါ့နော်ပိုင်ဒီကုန်နဲ့လည်းရင်းနေပါတယ်ဒါပေမဲ့ဟိဝင်ရကတော့ဒါကျွန်တော်အိုးငငယ်လေးတွေကခင်းတဲ့တငယ်ချင်းပေါ့နော်ဆိုတော့သူ့ပွဲမှာကျွန်တော်ပါဝင်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်အင်မတန်ကိုယ်ယူရတယ်ပြီးတော့အင်မတန်လည်းကြောက်တငယ်ချင်းအတွက်ကျွန်တော်ပျော်ရတယ်ကျွန်တော်အတွက်လည်းကိုယ်တငယ်ချင်းပွဲမှာဒီလိုမျိုးလေးလှုပ်ခွင့်ရတဲ့အတွက်ကြောင့်အင်မတန်ဝမ်းသာပါတယ်ဟုတ်ကဲ့ ကိုအတွက်ကွာတော့ကိုအတွက်ကွာတော့အင်းပေါ့ဟိုဟိုဟိုတလောကဟိုဗာလေ Facebook မှာတော့နာမည်ကြီးွားတယ်လေဟိုယူရီယာကွန်ပလီတီဗီကာလာသူထုတ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့သူအိမ်လေးမှာလေခြံလေးထဲမှာဆိုရင်အဲ့လိုမျိုးလေးဆိုကြိုက်တယ်ဗျာကျွန်တော်ယူယူရှင်းရှင်းလေးအဲအဲ့ပေါ့အဲ့လိုမျိုးကိုအတွက်ကိုစိတ်ကူးရင်ဆိုရင်တော့ကျွန်တော်ကကြတော့အဲ့လိုပုံစံမျိုးပေါ့ တဏီကုံပျော်ကြပေါ့နော်အဲ့လိုမျိုးကြိုက်တယ်ဗျာမဟုတ်ဘူးလေညီမကမေးတော့စိတ်ကူးရင်လားလို့မေးရတာမေးရကျွန်တော်ကဖြေတာလေနောက်တော့ကျွန်တော်ပြောပြီးအရင်နဲ့ကလည်းကျွန်တော်ကပြောပါကျွန်တော်ကချက်ချင်းကောက်ခံငင်ကလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကကြတော့ဟိုဒါကိုလေဟိုဘယ်လိုပြောရမလဲ plan တစ်ခုဟိုချတော့ချတာလေဆိုပေမဲ့လေဟိုကြည့်ရမှာပေါ့နော်